က်များအားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ Sally City စီစဉ်မဲ့ဖြစ်ပါတယ်ဒီစီစဉ်ကိုကျမချူချန်းကတင်ဆက်ပေးသွားမှာပါဒီတစ်ခါမှာတော့ခန်းစားချက်ကိုပွင့်လင်းစွာပြောခဲ့တဲ့မင်းသမီးဆိုရီကြီးအခြေဦးနဲ့ပဲအိမ်တောင်ပြုတ်ခဲ့တဲ့မင်းသားကြီးပက်ခေဂျွန်ကိုချဲလာပွဲမှာလူပြော အများဆုံး topic ဖြစ်ခဲ့ကြတဲ့ blank page အဖွဲ့ဝင်ဂျင်းနေနဲ့လီစာပေ30ကျော်မြင့်တဲ့ Lady Gaga ရဲ့ခါဝင်တဲ့ Godzilla ပွဲဂရီဖျားအဖြစ်တရုတ်ဆောင်မယ်လို့သတင်းတွေထွက်နေတဲ့ Robert Pattinson မင်းသမီးကျော်လေးပိုင်ဆိုင်ထားပေမဲ့ထပ်မံဖောက်ပြန်ခဲ့တဲ့အထိုင်းအဆိုတော်တူနိုချစ်သူအသက်နဲ့ပွဲတူတက်ခဲ့တဲ့အမီရာခမ်အစရှိတဲ့စိတ်ဝင်စားပွဲသတင်းတွေပါဝင်တော့မှာပါရှင်။ It is not to be okay ဇလန်တွင်လည်းပြည်သက်အပိမှုရရှိပြီးအမှုပညာလောကမှာအောင်မြင်ခဲ့တဲ့တောင်ကိုရီးယားမင်းသမီးဆိုယီဂျီဟာသူမခံစားခဲ့ရတာတွေနဲ့ပတ်သက်ပြီးဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်နေရရင်တော့ဘာမှမဖြစ်ပါဘူးဆိုပြီးတော့လက်လွတ်စပယ်မဆက်ဆံပါနဲ့ဆိုတဲ့စာလေးကိုသူမရဲ့ Instagram မှာတင်ခဲ့ပါတယ်။ ။ဆိုယီဂျီဟာ2021ခုနှစ်တုန်းကသူမရဲ့ရီဇာဟောင်းမင်းသားကင်ဂျောင်ဂျွန်းရဲ့ပတ်သက်ပြီးပြည်သက်တွေဝေဖန်မှုများစွာခံခဲ့ရတဲ့အပြင်ကျောင်းတွင်းအကြံဖတ်သူပညာရေးဘွဲ့ကိုလိန်လဲသူဝန်ထမ်းတွေကိုမချေမငန်ဆက်ဆံသူအဖြစ်ပြောဆိုချက်တွေကြားမှရုံးကန်ခဲ့ရပါတယ်။ဆိုရည်ကြီးအရင်အေဂျင်စီဖြစ်တဲ့ Gold Medalist ဟာဒီဆွဆွဲချက်တည်းရဲ့ကြိုးကင်သူဖြစ်ကြောင်းလဲအဲ့ဒီကုမ္ပဏီရဲ့ဝန်ထမ်းဟောင်းတစ်ယောက်ကရှင်းလင်းချက်တည်ပေးခဲ့ပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိဆိုရည်ကြီးအပေါ်မှာဆိုးရွားတဲ့ဝေဖန်မှုတွေကရှိနေသေးပါ။ ကြသေးခင်က Backstreet Dining with Hyo Young Man ဆိုတဲ့ show မှာယိုယီဂျီကသူမရဲ့အခက်ခဲတွေကိုဖွင့်ဟခဲ့ပါတယ်။ Public Figure အနေနဲ့လူသိများသူတယောက်လည်းဖြစ်နေတဲ့အတွက်လူတို့ကကျမကိုဘလို့တွေးမြင်ကြသလဲဆိုတာကိုလက်ခံဖို့လိုအပ်ခဲ့တယ်လို့တွေးမိတယ်။ဒါပေမဲ့လည်းတိတ်တိတ်နေပြီးမတုတ်ပြန်တဲ့အခါမျိုးကြရင်အထင်လွဲမှုတွေကပိုကြီးလာပြီးတော့အချိန်ကြာလာတာနဲ့အမျှဖိအားများတဲ့စိတ်ဖိစီးမှုဖြစ်လာခဲ့ပါတယ်ဆိုပြီးဖွင့်ဟပြောခဲ့သေးတာပါ။ ဒါပြင်ဆူရီဂျီဟာသူမဖြစ်တဲ့ပြဿနာတွေကို SNL Korea မှာဟာတာနှောပြီးတော့ပြောခဲ့ပါသေးတယ်ကျမအရာအလုံးကိုလှုပ်ပေးလိုက်တော့မှာပါကျမက gas light လှုပ်တော့ပြတ်တော့မှာပါ SNL အဖွဲ့ဝင်တွေလည်းပါတယ်ပျော်ရအောင်လှုပ်ပြတ်တော့မယ်ဆိုပြီးတော့ gas light ကိုအသားပေးပြောခဲ့ပါတယ်ဆိုရည်ကြီးအနေနဲ့အခုချိန်ထိလူတို့အမြင်မကြည့်မှုတွေကိုခက်ခဲစွာရင်ဆိုင်ဖြတ်သန်းခဲ့ရပါတယ်ရှင် က်တလောပြိသအားပေးမှုများစွာရရှိခဲ့တဲ့ One Life Kids You Tangerine Zealand တွေက Backbogan တက်ကြီးပိုင်းအနေနဲ့ပါဝင်ခဲ့တဲ့မင်းသားကြီးပက်ခေးဂျွန်ဟာသူ့ရဲ့အခြေအနေပဲအိမ်တောင်ပြုတ်ခဲ့တာဆိုတော့ဖြေချခဲ့တဲ့အပေါ်ပြိသတွေကအံ့အားသင်ခဲ့ကြပါတယ်မင်းသားကြီးပက်ခေးဂျွန်ကို The World of the Merit Zealand တွေနဲ့လူသိများခဲ့တာပါ မင်းသားဘက်ခေဂျွန်ကို1986ခုနှစ်မှာဘူဇာမာမွေးပွားခဲ့တာဖြစ်ပြီးတော့ကိုရီးယားရဲ့အမြင့်ဆုံးတက္ကသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ Korea National University of Arts ဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။2009ခုနှစ်မှာအမှုပညာလောကထဲရောက်လာခဲ့ပြီးတော့ပြည်ဆက်မင်းသားအနေနဲ့ပွဲဦးထွက်ခဲ့တာပါ။ပြဇာမင်းသားအနေနဲ့နာမည်ကြီးလာပြီးတော့2012မှာပဲရုပ်ရှင်လောကထဲကိုရောက်လာတာပါ။ The World of the Merit ဇလံတွဲမှာတော့ပြည်သက်တင်မုံခဲ့ကြပြီမဲ့ One Life Gives You Tangerines အပီးမှာတော့ရန်ကုန်ရှစ်လိုလူမျိုးနဲ့တွေ့ကျင်နေဆိုတဲ့အထိပြည်သက်အားပေးမှုရရှိခဲ့ပါတယ်။ငငယ်ကလည်းပြူတိုင်းကြိုက်တဲ့နှင်းစီကန်ဖြစ်ခဲ့ပြီမဲ့ဒိတ်လုတ်ခဲ့ဘူးတာတွေရှိပြီမဲ့မတွဲခဲ့သလိုအချစ်ဦးနဲ့ပဲတွဲခဲ့ပြီးတော့အချစ်ဦးနဲ့ပဲအိမ်အောင်ပြုခဲ့ပါတယ်လို့အင်တာဗျူးတစ်ခုမှာဖြေခဲ့တာပါ။ပက်ခင်းကျွန်းဟာအိမ်အောင်သက်16နှစ်ရှိပြီးတော့သားသမီး2ယောက်ရှိပါတယ်ရှင်။ လက်ဆန်ကျမပြုတ်လုံနေတဲ့ဂေါ်ချစ်လာပွဲရဲ့တင်းနှက်မှာလူပြောအများဆုံးဖြစ်နေတဲ့အကြောင်းအရာလေးကတော့ Blankback အဖွဲ့ဝင်တွေဖြစ်ကြတဲ့ဂျင်းနေနဲ့ Lisa တို့ရဲ့ solo performance တွေပဲဖြစ်ပါတယ်။လီစာချဲလော်ဆိုတဲ့ hashtag ကပွဲကျင်းပပြီး24နာရီအတွင်းမှာ Twitter လို့ခေါ်တဲ့ X လိုမျိုးကွန်ရက်မှာ2.7 million ကျော်ပမာဏနဲ့အတူ trending ဖြစ်နေခဲ့တာဖြစ်ပြီးတော့လီစာဟာကိုချဲလာရဲ့သမိုင်းတက်လျှောက်မှာ24နာရီအတွင်းလူပြောအများဆုံး hashtag ကိုပိုင်ဆိုင်ထားတဲ့ solo artist အဖြစ်ရပ်တည်နေပါတယ်။ ။ဒါအပြင်လီဆာဟာပြီးခဲ့တဲ့24နာရီအတွင်းကမ္ဘာတဝန်းအတိုင်းအတာအရဂေါ်ချလာနဲ့ပတ်သက်ပြီး32.26တန်းကျော် engagement နဲ့လူပြောမျှမှုက17.62မီလီယံကျော်အထိရှိခဲ့တာကြောင့်ဂေါ်ချလာရဲ့သမိုင်းတလျှောက်24နာရီအတွင်းမှာအခုလိုမျိုးပမာဏအထိ engagement ယူနိုင်ခဲ့တဲ့ပထမဆုံးသောဖျော်ဖြေသူအဖြစ်လီဆာကရပ်တည်နေပါတယ်။2023ခုနှစ်တုန်းက Blackpink အပွဲဟာ34 million engagement ပိုင်ဆိုင်ထားပါတယ်။ ဒါအပြင်ဂျင်းနီခင်မြက် performance နဲ့ပြည်သက်တွေအပိတ်မှုကလည်းလူပြောအများဆုံး topic တစ်ခုဖြစ်နေပါတယ်။ outfit chainery special production set တွေမပါဘဲနဲ့9:15မိနစ်ကနေ10:05မိနစ်အထိရတဲ့အချိန်တိုမိနစ်60အတွင်းမှာတခြင်း73ပုတ်စလုံးကို non stop ဆိုခဲ့တာဖြစ်ပြီးတော့ fully performance ဖြစ်ခဲ့တဲ့အပြင် powerful dance break တွေနဲ့ပါသူမကိုလာပေးတဲ့ Janchella Crowd G အတွက် unstoppable vibes နဲ့အံ့အားသင့်လောက်အောင်ဖြောပြခဲ့ပြီးတော့ပြည်သက်နှစ်သက်အားပေးမှုရရှိခဲ့ပါတယ်။ ော်ချက်လက်မှာလေဒီဂါဂါဟာပေ30လောက်မြင့်တဲ့ခါဝန်ကိုဝတ်ပြီးတော့ဆိုခဲ့ပါတယ်။ခါဝန်အကြီးကြီးအောက်မှာအနေအမြတ်လှုပ်လို့ရတဲ့ Steve Platform ခံပြီးတော့လှုပ်ထားတာပါ။ဒီလိုခါဝန်မျိုးကိုအရှိမှ Britney Spears ကလည်းလှုပ်ခဲ့ပူပါတယ်။လေဒီဂါဂါရဲ့ထောက်တွေ platform တွေဆင်ဖို့အတွက်ဂါဂါအတွက်ရော Britney အတွက်ရော engineer တွေကတော့အတူတူပဲလို့သိရပါတယ်။အင်ဂျီဖက်ရှင်ကတော့ဂါဂါကိုဆင်မျိုးလီဝေးစ်နဲ့ဆန်ဘရက်ကချုပ်ပေးတာဖြစ်ပြီးတော့ဘရစ်နီကိုတော့တမ်တမ်စ်ဖက်ရှင်ကချုပ်ပေးတာဖြစ်ပါတယ် ဆောက်လုပ်ရေးအတွက်ကတော့ Lady Gaga ပူဆာရာကိုလှုပ်ပေးရတာကအများကြီးပိုခက်ခဲခဲ့တယ်လို့သိရပါဗျ။ Britney Spears တုန်းကတော့ MV ရိုက်ကူးရေးဖြစ်ပြီးတော့ရိုက်ကူးရေးချိန်မတိုင်မီကြိုဆောက်ဖို့အချိန်ရပြီးရိုက်ကူးနေတဲ့2ရက်3ရက်စလုံးစင်ကြီးကိုစတူဒီယိုထဲထားယုံပဲဖြစ်ပြီးတော့ရိုက်တဲ့အခါမှာဝင်တက်လိုက်လုံးဝရိုက်ကူးပြီးမှဖြတ်တာပါ။ Lady Gaga ကကြတော့ live ပွဲဖြစ်တာကြောင့်ရေပွဲကလည်းသူတကိုယ်တော့ပွဲမဟုတ်တာကြောင့်စူးစောက်လို့မရခဲ့တာကြောင့်ဖြစ်ပါတယ်။ လီလီဂါဂါရဲ့အခုနှစ်ကော်ချလာဖျော်ဖြေမှုကြီးကတော့သမိုင်းသက်ထူနိုင်ခဲ့ပါတယ်နမကြီးမီဒီယာအောက်လက်စ်တွေ10ခုတောင်မှလေဒီဂါဂါရဲ့ဂေါ်ဂျလာပျော်ပြေမှုကိုအမှတ်ပြပေးခဲ့ကြပါတယ်။ဂေါ်ဂျလာသမိုင်းတစ်လျှောက်မှာ perfect score ရှိ review အများဆုံး rating အကောင်းဆုံးဂေါ်ဂျလာ performance ကိုလေဒီဂါဂါပိုင်ဆိုင်လိုက်တာဖြစ်ပါရဲ့ရှင်။ မင်းသားရိုဘတ်ပက်တစန်ဟာခရစ်စတိုဖာနိုလန်ရဲ့ The Odyssey ဇာတ်ကောင်မှာဟာမီးစ်အဖြစ်သရုပ်ဆောင်ဖို့သတင်းတွေထွက်ပေါ်နေပြီးနိုလန်ရဲ့ထုံးစံအတိုင်းအချိန်ကိုပုံဖော်မဲ့ဒဏ္ဍာရီဇန်ဇန်ဇာတ်ကောင်တစ်ခုဖြစ်လာအောင်မှာပါ Robert Pattinson ကိုသွေးစုပ်ဖုတ်ကောင်ကနေ Batman Batman ကနေ Harmis ဆိုတဲ့ဒဏ္ဍာရီဆန်ဆန်ပြောင်းလဲလာတဲ့ character တွေနေရာကိုပြောင်းလဲလာတာကိုတွေ့ရမှာပါ လက်ရှိမှာတော့နိုလန်ကဇက်ကောက်ကိုဦးစီးရိုက်ကူးနေပြီးတော့ဂရိဒနာရီတွေကိုအခြေခံပြီးနတ်ဖျားတွေကိုပုံဖော်မဲ့ဇက်ကောင်တွေကိုပို့ပြီးတော့မြင်တွေ့ရနိုင်ပါတယ်။အတိအကျသရုပ်ဆောင်မဲ့အသေးစိတ်အချက်အလက်တွေကိုအတိမပြုရသေးပေမဲ့ရိုဘတ်ပက်တဆန်ပါဝင်မှုကသတင်းကောင်းကြီးပိုင်းသတင်းဖြစ်လာခဲ့ပါတယ်။အထူးသဖြင့် The Batman 2ဇက်ကောက်ကို2029ခုနှစ်အောက်တိုဘာလအထိနောက်ဆုတ်သွားပြီးတော့ The OC ကသူ့ရဲ့နောက်ထုတ်လာမဲ့ဇလန်အသစ်ဖြစ်တော်မူလို့ပရိသတ်တွေကပို့ပြီးတော့မျှော်လင့်နေကြပါတယ်။ ခရစ်စတိုဖာနိုလန်ရဲ့ The Odyssey ကိုတော့ဇူလိုင်လ18ရက်နေ့2026မှာပြသသွားမှာဖြစ်ပါတယ်ရှင်။ ိုင်းဆိုတော့တွန်းတို့ဟာလွန်ခဲ့တဲ့သုံးနှစ်ကဆုံးသွားတဲ့ထန်မွန်ရဲ့ခင်မွန်ဟောင်းဖြစ်တယ်လို့လက်ရှိမှာမင်းသမီးနေချာနဲ့ချစ်သူတက်တန်း၈နှစ်ရှိပြီဖြစ်ပေမဲ့မကြခင်ရက်ပိုင်းကပဲယာယီငှားခဲ့တဲ့မန်နေဂျာနဲ့ဖောက်ပြန်ခဲ့ပါတယ်။အခုလိုဖောက်ပြန်တာကိုယာယီမန်နေဂျာရဲ့ရီစာနဲ့မိခဲ့တာဖြစ်ပြီးတော့ယာယီမန်နေဂျာရဲ့ရီစာကတွန်းတို့ပြောထားတဲ့ဇကားနဲ့အတန်ဖိုင်တွေကိုဖွင့်ချခဲ့တာလည်းဖြစ်ပါတယ်။တွန်းတို့ကတန်မိုနဲ့2023-2025အိမ်အောင်ပြုတ်ခဲ့ပြီးတော့တွန်းတွေဖောက်ပြန်လို့လမ်းခွဲခဲ့တာဖြစ်ပါတယ်။ 2018မှာတော့သူ့ထက်10နှစ်နေပါငယ်တဲ့မင်းသမီးနေချာနဲ့တွဲခဲ့တာလည်းဖြစ်ပါရဲ့ရှင်ဘောလိဝုဒ်ထိုက်တန်မင်းသားအမေရိကန်ဟာတရုတ်ပြည်မှာကျင်းပတဲ့ဟာတာရုပ်ရှင်ပွဲတော်ကိုသူနဲ့လက်ရှိတွဲနေတဲ့ချစ်သူ Gory Spread နဲ့ဇုံတွဲပွဲတက်လာပါတယ် တရုတ်မှာကျင်းပတဲ့ International ဟာတာရုပ်ရှင်ပွဲတော်မှာအမေရိကန်ဂုံပြူစုတစိတ်တစ်ခုချင်းမြန့်ခံရပြီးတော့ဒီနှစ်ကုန်မှာယုံတင်ပြသမဲ့အမေရိကန်ရဲ့ဇာကာသစ် State Saving Pa ရုပ်ရှင်ယုံတင်ခွင့်ရဖို့ကိုလည်းဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်အမေကမ်ဟာသူ့ရဲ့ချစ်သူဂါရီနဲ့25နှစ်ကြာတည်ကျွမ်းခဲ့တာဖြစ်ပေမဲ့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမှချစ်သူတယောက်အနေနဲ့စတင်ခံစားခဲ့ရတာလို့ဆိုပါရယ်ဂါရီမှာ6နှစ်အရွယ်ကလေးတယောက်ရှိပြီးတော့အမေကမ်မှာတော့ တာဂျွန်8ခန်းနဲ့သမီးအီရာခန်းတို့ရှိပါရရှင်။တပတ်တွင်နုပညာသတင်းတွေကိုကျမကျူချမ်းကတင်ဆက်ပေးခဲ့တာပါ။ဒီတစ်ပတ်ဆယ်လီစီးတီးအစီအစဉ်ကတော့ဒီလောက်နဲ့ပဲညနာလေးပြပါစေ။ပရိသတ်တွေအားလုံးပျော်ရွှင်စရာအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။